လမ်းဘေးမှာညောင်းတဲ့တမ်းမယာသည်တုတ်ကြတော့ FDA တွေဘာတွေနဲ့ကြီးကြီးကျယ်ကျယ်လုံနေတယ်နော်ဟိုမှာလိန်ညာပြီးတော့မှရောင်းနေ MLM အလှကုန်နေကြတော့မနိုင်နေမဲနဲ့မရှိလို့မှဆင်းရဲသားလေးသူ့ဟာသူလမ်းပေးမှရောင်းနေတခါတည်းကံပေါ်လို့မှသူ့ဟာသူကြိုက်တဲ့သူကစားမှာပဲမကြိုက်တဲ့သူကမစားဘူးပဲဟုတ်တယ်လားနော်အော်သူ့ဟာသူတခါတည်းကိုကံလေးဆန်းလေးတက်ပြီးတော့မှအောင်မြင်နေတဲ့တမ်းမြာသည်တုတ်တယ်ကြတော့ရန်ရှာတယ်နော်အာ ဟို FDA တို့ဟိုအခွန်တို့ဘာတို့ညာတို့ ਨੇ လိုက်တယ်ဟို MLM နေလေเนาะ MLM နေ MLM နေအဲ့ဒါကြတော့ဘယ်တကောင်သားကမှအေးမယူပါလားเนาะလိန်ညာရောင်းနေတဲ့စေးဝါးတွေအများကြီးเนาะဟိုတလွားဆိုဒါကျမတို့ဟိုတိုကီတွေဝိုင်းဆိုဒါကျမတို့ဝိုင်းပြီးတော့မှအော်ကြလို့မလို့ နော်ဝိုင်းပြီးတော့မှပြောကြလို့မလို့အဲ့တော့မြန်မာပြည်ကရေးယူတာမဟုတ်ဘူးဟိုဂျပန်ကနေပြီးတော့မှလုံလိုက်လို့မလို့နော်အဲ့ဒီတိုကီယိုမြန်မာပြည်ကဘာကမှဘယ်အာဏာပိုင်ဖွဲ့စည်းကမှဘယ်သူကမှတာဝန်ရှိတဲ့ဘယ် FTA ကမှဘယ်သူကမှအတန်တစက်မှတော့မထွက်လိုက်ဘူးဟိုမှာဂျပန်ကနှိမ်နင်းလိုက်လို့မလို့ဒီတိုကီတော်ငြိမ်သွားတာနော်အဲ့လိုဟာတွေကြတော့လက်ပိုက်ကြည့်နေပြီးတော့မှဟိုလမ်းဘေးမှာသူကသူမရှိလို့မှတခါနဲ့ကိုလေ ဟိုဈေးရောင်းစားနေတဲ့သူကြတော့ FDA တွေဘာတွေနဲ့တွားပြီးတော့မှလုံနေတယ်နော်မြန်မာလူမျိုးဆိုတာလဲအဲ့လိုမျိုးတလွဲလွဲတယ်ဆိုအဲ့လိုမျိုးလွဲပါတယ်ဆိုမှနော်ဆိုတော့ကြိုက်တဲ့သူကကြိုက်မှာပဲစားမှာတသက်လုံးလဲသူရောင်းကောင်းခြင်းမရောင်းကောင်းမှာပေါ့တသက်လုံးလဲရောင်းဝခြင်းမရောင်းဝမှာပေါ့ ကန်လေးပေါ်တော့လေးမလို့ဒါရီကမြင်းတိုင်းနဲ့တစီစားချင်မှစားမှာပေါ့သူ့ကန်အကျိုးပေးလေးရှိတော့သူကသူအုံးအုံးထလေးရောင်းနေရတာဒီရင်ကမှကျမတို့ကဝိုင်းဝန်းပြီးတော့မှရောင်းနေသူလည်းတန်တန်ရှင်းရှင်းလေးရောင်းစားတဲ့သူတွေကလည်းစီစနစ်တကြလေးနဲ့စားနော်သတိလေးနဲ့စားနော်ကျမရေးထိခိုက်မယ်နော် ီလိုလေးပဲဝိုင်းဝန်းပြီးပဲပြောကြတာလေဒီလိုမျိုးကြီးမရောရတဲ့အဆင့်ကြီးတော့လဲကြီးကြီးကျယ်ကျယ်တွေနဲ့ FDA တွေဘာတွေနဲ့ရတော့လဲလွန်လွန်အားကြီးမကြီးဘူးလားလို့အဲ့လိုမျိုးကမှလမ်းဘေးကအချင်းမောင်းတယ်ကိုမှ FDA ဆိုလို့ရှိလို့ရှိရင်အဲ့ MLM တွေဘယ်မှာလဲ FDA ဟင်အမ MLM တွေထုတ်နေတဲ့နှကန်းတွေစကင်ကဲတွေဆန်ခရင်တွေဘာကောင်းလျှော်ရင်ညာကောင်းလျှော်ရင်ဘယ်မလဲ FDA ဘယ်မလဲဘယ်မလဲ အမဟိုပိန်စင်းဒီပိန်စင်းဟိုဟာဒီဟာဟိုတင်းတိတ်ပြောင်စင်းဟိုဟာဒီဟာအများကြီးအများကြီးဘယ်မလဲ FDA အစာတွတ်ရင်ငြိမ်နေနော်အစာမတွတ်တဲ့သူဆိုလို့ရှိရင်စစ်တယ်နော်သိလားအစာတွတ်ထားလို့ရှိရင်ဘာသမ်းမှမထွက်ဘူးနော်အဲ့တော့ဟိုဟာတွေကတော့အကြီးနဲ့အကျယ်ဆိုတော့အစာတွေကဝမ်းအောင်တွတ်ထားတဲ့ခါကျတော့အတန်အမထွက်ဘူးအစာမတွတ်ထားတဲ့လမ်းမရဟာလေးတွေကျတော့နင်းများလေးတွေကျတော့နင်းလိုက်တာနင်းလိုက်တာ ကြီးကြီးနဲ့ကြဲကြဲတွေနော်ဒီထက်ဒီမှာလောက်နေတဲ့သူတွေတပုံကြီးပါနော်လောက်ပါလားအမ FDA ဒီလောက်ကျမတို့တွေပြောနေ MLM ပစ္စည်းတွေဘယ်လိုတွေဒုက္ခရောက်ပါတယ်ဘယ်လိုတွေ MLM ပစ္စည်းတွေလူရင်မျက်နာတွေပျက်စီးပါတယ်ဘယ်လိုတွေမှဒီ collagen တွေဟာဒီဟိုဆေးဒီဆေးတွေနော်အခုဘယ်ဟိုမှာပြားအုံနောက်နေဆိုတဲ့ဟာတွေဘယ်မလဲ FDA ဘယ်မလဲ FDA ပြားတယ်ပြားဆိုတာပြီးစက်နောင်လေး အေးပြီးစနောင်ပြားရဲ့အုံနောက်တဲ့အဲ့ဒီအုံနောက်နဲ့ထုတ်ထားတဲ့ဟာတဲ့ကဲကဲလောမေးပြီးရောမေးပြီးရောနော်ဟိုတခါတလေကြရင်ကို့လူမျိုးอ่ะလေလေကျွန်မနည်းနည်းလေးရိုင်းလိုက်မယ်စောက်ပိုတွေပြောလို့ရှိလို့ရှိရင်လေစောက်ကြွားတွေထူလို့ရှိရင်လေစောက်ထင်နေကြီးတယ်အဲ့လိုပဲပြောမယ်နော် ဘယ်ကလာမှန်းမသိဘာမှန်းမသိတဲ့အလှကုန်တွေငွေထုတ်တွေပုံပြမယ်အကျွားတွေထူပြမယ်ချမ်းသာကြွယ်ဝမှုတွေပြမယ်ဆိုအဲ့ဒီလူတွေဘာလုပ်လို့ကောင်းနေယုံနေမင်းလေးစစ်ပါလားအမဟိုတင်းတိတ်ပြောက်စေဒီတင်းတိတ်ပြောက်စေစစ်လေဘယ်မလဲ FDA ဘယ်က FDA တွေဘယ်ရောက်နေလဲစစ်လေ ဟိုဆက်ပြားဒီဆက်ပြားစင်လင်း FDA တွေပဲရောက်နေလေဟိုအလှကောင်ဟိုစကင်ကဲဟိုတိုနာဟိုခေါင်းလျှော်ရည်တွေအမှ MLM တွေနဲ့စင်ကဲတွေအော်လိုက်တာအော်လိုက်ရတာအော်လိုက်ရတာအော်တဲ့သူတွေသားရဲ့ဒီမှာရှာတွေအခွေလိုက်ကြီးတဲ့ကြာသွားမယ်ဘယ်မလဲ FDA ဟိုလမ်းပေးတမ်းမြောင်ဒီတုတ်လေးမရှိလို့မှတုတ်ပြီးရောင်းစားနေတဲ့သူဘိုက်ကြီးတဲ့ ူတယောက်တည်းလည်းရောင်းတာမဟုတ်ချင်မောင်းနယ်ဒီမှာတသိန်းနဲ့တသန်းနော်သူ့တော့ inspire ယူပြီးဟိုလူဒီလူတွေကလိုက်လုပ်ပြီးတော့ရောင်းနေသေးတယ်တော်ယုံလို့ပါ တော်ယုံပေါ့တော်ယုံပေါ့ဘဝလည်းမပြောင်းသွားပါဘူးသူရောင်းနေတဲ့ဟာနဲ့နော်ချမ်းလည်းမချမ်းသာသွားပါဘူး လူမျိုးကြတော့ FDA တွေဘာတွေနဲ့ကြီးကြီးနဲ့ကျယ်ကျယ်တွေနဲ့သွားလုပ်ပြီးတော့မှအဲ့မှာလိန်စားညာစားနေတဲ့အဲ့မှာအိတ်ပြားအုံနောက်တွေနော်ဟုတ်ပါပြားမျိုးတုံးရင်တို့ပဲပြားအုံနောက်တွေအဲ့ဒီဟိုဟာဒီဟာဆိုတဲ့စကင်ကဲတွေနော်နာမည်တွေ brand တွေတက်ပြီးမပြောချင်ဘူးအဲ့မှာကြတော့ဘယ်မလဲ FDA FDA လူတွေကမမြင်ဘူးလားမကြားဘူးလားမသိတော့ဘူးလား ဦးလေးတို့လည်းအစာဝိုင်းငိမ့်နေเนาะဦးလေးတို့လည်းတိတ်မပြောခြင်းဘူးဦးလေးတို့လည်းเนาะဦးလေးတို့လည်းတနာပါတယ်တခါတည်းဟိုမှာဒါကြမလို့လीငွေများတရားနိုင်နေဆိုတဲ့စကားတွေကလည်းအလကားမဟုတ်ဘူးသိလားเนาะလူတွေရာလဲလीမရှိစင်ရဲသားဆိုရင်အယံနှိမ်တာမရှိစင်ရဲသားဆိုအယံနင်းတာ မရှိစင်ရဲသားဆိုအယမ်းနှိတ်ကွတာကျွန်မလည်းအဲ့လိုမျိုးဆိုလုံးဝကိုကြည့်လို့မရအောင်လုံးဝကိုအဲ့ဒါလုံးဝကိုအဲ့ဒါမခံနိုင်ဘူးစောက်ကြွားတွေချူအမျိုးဟာတွေဆိုရင်ကောင်းတယ်နော်ဒီနေ့တော့နည်းနည်းရိုင်းချင်တယ်ဘယ်ကမှမသိဘာမှမသိတဲ့ဟာတွေရောင်းနေတဲ့ဟာတွေကြတော့လေဗမလဲ FTA ဖြတ်တာဘယ် FTA မှမလာဘူး ဒီလောက်အော့အော်တောင်းနေရောင်းနေကြတာပဲလေနော်ဒီလောက်အော့အော်တောင်းနေလုံနေတာပဲလေသူတို့လည်း Facebook တောင်မပုတ်ရဲဘူး TikTok တောင်မပုတ်ရဲဘူး TikTok ဆိုပိုတောင်းဆိုသေးတယ် TikTok မပုတ်ရဲဘူးအဲ့ MLM နေကြီးပဲတက်လာတာဘာတင်းတိတ်ပြောက်စင်ညာတင်းတိတ်ပြောက်စင်ဟာဘင်းစကင်ကဲဘာဆန်းဒီအဲ့ဒီအဲ့ဒီအဲ့ဒီ MLM နေကြီးတက်လာတာ TikTok ပုတ်လိုက်လို့ရှိလို့ရှိရင်ကျွာလိုက်တာ ड़ी ဆိုတာလဲ Beyond that Beyond FTA ဘယ်မလဲအစိုးရကိုအခွန်ဆောင်ပြီးတော့မှသွင်းထားတာအဲ့လားတွေကဘယ်မလဲမှတ်ပုံတင်ထားတာဖမ်းမှာအဲ့လိုဟာမျိုးတွေစစ်ပါလားအဲ့လိုဟာမျိုးတွေအမအိုက်တယောက်ကသွင်းနေအဲ့ဒီမှာဟိုတင်းတိတ်ပြောက်စေးဒီတင်းတိတ်ပြောက်စေးတွေရိုးရရနေသွင်းနေဟိုကောလဂျင်ဒီကောလဂျင်နေနော်ဟိုနိုကြီးစေးတွေဟိုဖင်ကြီးစေးတွေဟိုကြပိချင်းစေးတွေဖမ်းလေအဲ့လိုဟာတွေဟိုမှာလာပြီးမြမပြီးလာပြီးဂျင်းထဲနေတဲ့ဟိုရိုးရရမနေဖမ်းလေမင်းလေစစ်လေ ဘယ်မလဲအမတရားဝင်မှတ်ပုံတင်ဖြတ်ထားတာဘယ်မလဲအခွန်ဆောင်ထားတာဘာမောက်တဲ့လမ်းပေးရအချိန်မောင်းနေကြတော့သွားပြီးနှိပ်ကွတ်တယ်လူစိုးတယ်နော်လူစိုးတယ်ပြောချင်မူစိုးတယ်တအား ပြောတာလေဟုတ်လားကျမနဲ့ဘသူဘသူဘသူတွေတူလဲပြောပါအောင်ပြောပါအောင်နေနိုင်မှုကိုကတော့ကိုထမင်းကိုစားပြီးပြောပြီး တော်ယုံပေါ့နော်လမ်းပြစာစားရင်ကျမကြီးနဲ့မညီညွတ်ဘူးဆိုတာလူတိုင်းသိပါတယ်သတိနဲ့စားအချိန်ခါနဲ့စားတယောင်တော့မစားနဲ့ကျမတို့လည်းဒီလိုသတိပေးပါတယ်နော်သူများစီးပွားပြတ်အောင်တော့လည်းမလုပ်ကြနဲ့ပေါ့အမလုံနေတဲ့လူတွေကိုပုံဒုက္ခပေးနေတဲ့ဟာတွေလေ အဲတင်နေဖြစ်ပြီးရင်နဲ့ညမှာကြောက်ရွံ့ပါမတယ်အေးအဲ့ဒါအကြောင်းပြောရလေအမအဲ့ဒါဟိုပါလေရွှေတွေမြင်နေစိတ်နေမြင်နေငွေတွေမြင်နေပတ်စံနေမြင်နေဟိုကြွားနေဒီကြွားနေဆိုရင်အပေါက်တွေပိတ်တန်းနော်အပေါက်တွေပိတ်တန်းဟိုမဟုတ်တဲ့အဲ့ဒီမရှိစင်းရဲသားလေးတွေဆိုရင်နှိတ်ကွတင်းနော်ဒါမှလည်း FTA ဟဲ့တောင်းလေးလှတော့အဲ့ဒါပြောလေစားသမှုရှိလို့ရောင်းနေတာ तू လည်းတက်တလုံးရောင်းမှာမလားဟုတ်လားတက်တလုံးရောင်းကောင်းချင်မှလည်းရောင်းကောင်းနောက်ဆုံး तू ဘိုက်ကြီးနေတာခလေးမွေးမမွေးခင်အချိန်ထိပေါ့ခလေးမွေးရင်ဘလို့ပဲဖြစ်ဖြစ်ရက်အမှာပဲလीဟုတ်တယ်လား45ရက်နော်ဟိုဥစားတလပေါ့လी အလုံးမလုံးနိုင်ပါဘူးသူအရှိန်ကပြီးရင်ကြာသွားမှာပါလုံစားပါစေကြိုက်တဲ့လူစားမှာပေါ့မကြိုက်တဲ့သူမစားဘူးပေါ့ဟုတ်တယ်လားစားတဲ့သူတွေလည်းကိုဘေးကိုကြည့်ပြီးစားပါပေါ့ဟုတ်တယ်လားနော်ဟိုတေလောက်အောင်တော့လည်းနေ့စဉ်ကြီးတော့လည်းဘယ်သူမှမစားပါဘူးအားပေးခြင်းလို့သားရဲ့ဟိုခုနလိုပေါ့ပေါ်ပင်ပေါ့ attention ပေါ့သွားပြီးတော့မှအားပေးကြတာပေါ့ဩ attention ပေါ်ပင်ဆိုလဲဘလို့ဖြစ်ဖြစ်သူကသူလေးအဆင်ပြေသွားတယ်ဆိုဝမ်းသာစင်ဟာပေါ့ဟုတ်တယ်လားအမေရဲ့ပါတီထောင်လိုက်တော့တယ်အေး 对的，跟没把这场没被咱妈拉表，喏。 ရှိပါတယ်ဘယ်ဘဲအစာပဲမဆိုဘယ်အစာတောက်ပဲမဆိုပါအကုန်လုံးဘယ်အစာတောက်ပဲမဆိုလမ်းပေးစာစားရင်ကျမတို့မြန်မာအစာတောက်တွေတော်တော်များများအကုန်လုံးပါပဲเนาะစိုးစေးတွေနဲ့မလွတ်ပါဘူးမြန်မာအစာတောက်တွေတော်တော်များများဘေးဥပါမကင်းပါဘူးဒါမဲ့လေကိုဘေးကိုကြည့်ပြီးရှောင်ပြီးတော့မှစားကြပါဘော စားကြတာပါပဲသူမှလည်းအိတ်တမ်းမရသေးတော့ဒီနေတိုင်းတော့လည်းထိုင်မစားနိုင်ပါဘူးတခါသွားဝယ်မယ်ပေါ့စားမယ်ပေါ့ဟုတ်တယ်လားဟိုကြိုက်ချင်လဲကြိုက်မယ်မကြိုက်ချင်လဲမကြိုက်ဘူးဒီမှာတော့ supporting အနေနဲ့ကြိုက်တယ်ဘာညာသူတို့ပြောမယ်ကွဲရမှာထွေးထုတ်ချင်လဲထွေးထုတ်မယ်ဟိုဒါပေမဲ့ဒီလူတွေဒီလူတွေကအဲ့လိုဝယ်တယ်ဆိုတော့ဘယ်လိုပဲဖြစ်သူမှတဝမ်းတစ်ခါလေးစီးပွားရေးလေးအဆင်ပြေတာပေါ့တတိဖြစ်လောက်တဲ့အမြင်လည်းမဟုတ်ပါဘူးအိတ်တမ်းမရသေးတော့တဘူးရောင်းလို့ तू ဘယ်လောက်မြန်မလဲဟုတ်လားကျမပြောတာတမ်းမရသေးတော့တဘူးရောင်းလို့ तू ဘယ်လောက်မြန်မလဲလို့ ဆားတလုံးပေါ့ဟုတ်တယ်လားအဲ့တမ်းမြာသီးအလုံးလိုက်ကြီးလဲဘယ်သူမှအဲ့လိုအဲ့လိုကြီးမစားနိုင်ပါဘူးတထိုင်နေင်းနဲ့တပူးလောက်ကြီးတမ်းမြာသီးဆားချင်းနဲ့ခါတယ်ဆိုတော့လူတိုင်းသိပါတယ်ဟုတ်တယ်လားအားပေးချင်လို့ပေါ့အော်ဘလို့အရသာလဲပေါ့အော်ဘာဖြစ်လို့နာမည်ကြီးတယ်လဲပေါ့ဒါကတော့ခုနကပြောသလိုပေါ့ကျမတို့ကတမ်းမြာသီးတုံးဆိုတာအရသာဆိုတာသိနေပြီသားမင်းနေစရာမလိုဘူးတမ်းမြာသီးတုံးရဲ့အရသာသိပြီးသားဟုတ်တယ်နော် သီးတုံစားလို့ရှင်ရမယ်အရာတော့လူတိုင်းသိပြီးသားချင်မယ်ခားမယ်ဘာဖြစ်လို့စားကြတာလဲဩအားပေးချင်လို့ဩနောက်တစ်ခုကအဲပေါ်ပင်ပေါ့အဲနောက်တစ်ခုကတော့ဟိုဘယ်လိုခေါ်မလဲဟိုဘလို့အရသာရှိတယ်လဲမြီးဆန်းကြည့်ကြံလို့ဘလို့မြန်းလဲနေမလဲပေါ့နော်ဘလို့မြန်းနေမလဲပေါ့ဆိုပြီးတော့မှဒီလူတွေကအဲ့တန်းစီပြီးတော့မှဝယ်စားထားတဲ့သူတွေကအချိန်တိုင်းသွားပြီးနေတိုင်းလည်းတန်းစီမစားပါဘူးဟုတ်တယ်လားဒီလိုပဲပေါ့အကောင်လုံးတွက်သူအချိန်လေးကုန်သွားရင်ရက်သွားမှာပေါ့ ဘာတွေကိုကြီးကြီးကျယ်ကျယ် FDA နေတာတော့ဘာတွေကိုကြီးကျယ်နေတာတော့တံမြာသီးတောက်တဘူးရောင်းလိုက်လို့ဘလောက်မြတ်မှာလဲသူရောင်းတာမှာတဘူးမှာဘလောက်လဲ6000တောင်လားဟဟောနော်6000တောင်ရောင်းလို့ဘလောက်မြတ်မလဲတဝက်မြတ်အောင်9000တောင်ရောင်း2500ပဲမြတ်အောင်ဟုတ်လား9000တောင်ရောင်းလို့2500ပဲမြတ်အောင်စေဘူးရောင်းရင်2000ခွဲ့ဘူတီယာရောင်းရင်2သိန်းခွဲ့ ဟုတ်တယ်လားကျမပြောတာလေကဲဘူတီယာရောင်းမှာ2သိန်းခွဲသူလဲအဲ့နရတဲ့ပတ်စံကနော်တနေ့ဘူ900ပဲရောင်းအောင်ဘေးနားမှာလှုပ်ပေးရတဲ့သူတွေ၊ကင်ပေးရတဲ့သူတွေ၊ဘာညာတရကာတွေဝန်ထမ်းကတွေသူလဲရှိသေးရဲ့လေသူလဲအလကားမတင်မြက်နေတာမှမဟုတ်တာဒီဘူးဘိုးတွေခွက်ဘိုးတွေပလုံးဘိုးတွေလဲရှိသေးရဲ့လေ သူတော်မှသူကသူ update လေး upgrade လေးလှောက်ရှာပါတယ်အရင်တော့ဆိုဆက်ဆက်ရောင်းခြင်းတော့ကြွကြွနဲ့ထုတ်ပေးတာနဲ့တူတယ်နော်ငါမြင်တာလေနောက်ပိုင်းဆိုဘူးလေးနဲ့တေးသေးစကြလေးထုတ်တယ်လေနော်ဆိုတော့ကဲဟုတ်ပါတံမြာတိတစ်လုံးတော့အရင်က400ရှိတယ်ငါးစင်ရာခိုင်တော့မမြက်ပါဘူးမြက်တော့လေတထေးမဖြစ်ပါဘူးတစ်တလုံးလည်းမရောင်းရပါဘူးခဏလေးရောင်းရတာနေလိုက်ပါလားအမတထေးဖြစ်ရောင်းစားနေတဲ့ဟာတွေလေရွှေတထောင်လောက်ငွေတထောင်လောက်တွေသွားစစ်လေး တစ်ချိန်လုံးမှာတိုက်တီကားတွေကြွားပြနေတဲ့သူတွေသွားဆင်လေ MLM တွေကိုရောင်းပြီးတော့မှဘယ်ကမှမသိတဲ့အလှကုန်တွေကိုရောင်းပြီးတော့မှချင်းနေမိုးနေကြွားနေဟွာဖြစ်နေတဲ့သူတွေကိုသွားဆင်လေအိမ်မှာအိမ်နင်တို့အလှကုန်သွင်းလာတယ်အေးဟုတ်ပြီငါတို့နိုင်ငံတွင်းမှာရောင်းနေတယ်ဒါတွေကဘယ်ကလာလာလဲဘာလဲဘေးဥပအန်ဒီရဲ့ကင်းရှင်းရဲ့လားဆင်လေအဲ့လိုဟာမျိုးတွေကိုကြတော့မဆစ်ဘဲနဲ့ဒီမှာရောင်းစားနေတာအဲ့လိုဟာမျိုးတွေဟိုမှာဘဝတွေတောင်ပြောင်းကုန်ပြီ ဒီမဟုတ်တဲ့လမ်းပြတန်းမြာသီးတုတ်တယ်ကြတော့သူတွားပြီးတော့မှလုံတယ်အဲ့မှာအဲ့ MLM နေစစ်ပါလား MLM နေစစ်ပါလားပြောမနာလိုလို့လို့ဖြစ်အောင်မယ်နော်မနာလိုစရာအကြောင်းရှိပါဘူးကျမလေးမရှိစင်းရင်တောင်းလေးကြတော့နှိမ်လို့မလို့ကျမဝင်ပြောတာနော်မရှိရဲ့ဆိုကြတော့နှိမ်လိုက်တာမရှိလို့လှုပ်ရှားနေတဲ့သူကြတော့နှိမ်လိုက်တာ ဘဝမပြောင်းသွားပါဘူးတိုက်ကြီးလည်းမဝင်နိုင်ပါဘူးကားကြီးလည်းမဝင်နိုင်ပါဘူးသေချာပါတယ်သိပါတယ်ဒါကြီးကဘဝကောလိပ်ဂျင်းနေဘယ်ကမှမသိဘူးပိန်စည်းတွေကြပိချင်းစည်းတွေနိုကြီးစည်းတွေဖင်ကြီးစည်းတွေဘာရင်းနဲ့ပေါ်ဆက်လို့ပေါ်ဆက်ထားမှမသိဘူးတင်းတိတ်ပြောက်စည်းတွေဟာအော်ဟေ့ပြီးတော့မှတနေ့တနေ့ အာတစ်တော့ဆိုပို့ဆိုးတယ်သူတို့ကြီးပဲကျွမ်းလိုက်တာနေဆိုလဲဘျောင်းတက်သူတို့ကြီးပဲအဲ့အဲ့ဒီပစ္စည်းတွေကျွန်မ FDA တွေဘာတွေစစ်တာတွေမကြားမိပါဘူးနော် FDA တွေဘာတွေမမေးမမသိပါဘူးမရှိပါဘူးအဲ့ဒါတွေကြတော့ဘာဖြစ်လို့လဲရောင်းလို့ရလားရောင်းလို့ရလားအဲ့လိုကြတော့ ရှိစင်းရဲသားလေးတွေကြတော့အရန်တော့အရန်အရန်အားကြောင့်မလို့လေစံရှင်အောင်စူးစားကြပစံဒုတိယဘုရားသခင်ဆိုတာတိတ်မှန်နေစံရှင်ဘာအနေနဲ့ပဇက်ပေါက်တွေအကုန်လုံးကိုပစံနဲ့ဆို့ထားလို့ရတယ်နော်အေးပဇက်ပေါက်တွေကိုပစံနဲ့မဆို့ထားရင်ဖြစ်တာပဲဘယ်နာအနေနဲ့အဲ့ဒါပစံနဲ့ဘယ်တိုင်းပြည်ဖြစ်ဖြစ်ဘယ်နိုင်ငံဖြစ်ဖြစ်နော် အမလေးဘယ်ကမှမသိဘာမှမသိဘာလာလာဒီပါကင်ထဲကိုထည့်တဲ့ MLM ပစ္စည်းတွေကြတော့ဘာ FTA မှမရှိဘူးဘယ်ခွေးတကောင်ကြောင်တမိအားမှမစစ်ဘူးအော်လူတွေမျက်နှာတွေစုပ်ပြတ်တက်လို့ဒီမှာတင်ကြဟဲ့ပြောကြဟဲ့ပြုကြဟဲ့ဆို အမလေးဒီဟာတွေကအုံနယ်ချင်းနဲ့နဲ့ဝိုင်းပြီးတော့မှဆဲကြဆိုကြလို့ဟိုမှဟိုနစ်နာတဲ့သူကလေပြန်ပြီးတော့မှညင်လိုက်ရတယ်ဘယ်ဘယ်ဥပဒေကမှအကာအကွယ်မပေးဘူးအဲ့လိုမျိုးကြတော့ မှန်ပါတယ်တံမြာသည်တုတ်ကျမ်းမာရင်နဲ့မညီညွတ်ဘူးလူတွေလည်းကိုယ်အသက်ပြီးတော့ကိုယ်သိတယ်နေတိုင်းတော့မသားပေါ်အောင်ဘယ်သူမှနေတိုင်းသွားစားမနေဘူးတခါပေါ့အဲ့လိုတခါတခါလူတွေများသွားတော့နေစဉ်လေးပေါ့အုံလေးနဲ့ဖြစ်နေတာပေါ့ပေါ်ပင်လေးပေါ့ကံကြိုးပြီးရုံးလေးပေါ့တတလုံးလေးသူရောင်းရခြင်းမရောင်းရမှာပေါ့ရပါစေအခုတော့ဈေးမရောင်းရအောင်ဆိုတော့ကျမရွံ့နှဲနေမကောင်းဘူးကျမလည်းတတိပေးပါတယ်ပြောပါတယ်လှုပ်တဲ့သူလည်းတန်တန်ရှင်းရှင်းလို့စားတဲ့သူတွေလည်း ဟိုတတိထားပြီးတော့မှစာယာဒီဥဒုနဲ့ကျမရိုးထိကြိုက်တယ်ဆိုရင်တော့မကောင်းဘူးရောင်းနေသူကလည်းတန်တန်ရှင်းရှင်းနဲ့ရောင်းတော့ရေရှည်ရောင်းဖို့အတွက်ဆိုလို့ရှိရင်ဒီအရေးတွေမြင်လို့ပြောခဲ့တာဒီအရေးတွေမြင်လို့ကျမကပြောတာနော်အဲ့လိုပြောရင်လေအမလေးဒီ point နေရာတကပါတယ်လို့ဖြစ်မယ်ဒီလိုအရေးတွေမြင်လို့ဒီလိုအရေးတွေမြင်လို့ရောင်းနေသူလည်းတန်တန်ရှင်းရှင်းနဲ့လုပ်ပြီးရောင်းတော့တော့ကြာ အရင်အုတ်အော်တောင်းင်းဆိုတဲ့ခါကျတော့အခုလိုမျက်စိကြားစရာဖြစ်ပြီးအခုလိုဖြစ်မှာဆိုလို့ကျွန်မသတိပေးခဲ့ပါသေးတယ်ကျွန်မပြောခဲ့ပါသေးတယ်ရောင်းတဲ့သူလည်းတေးသေးချာတန်တန်ရှင်းရှင်းနဲ့ရောင်းတန်တန်ရှင်းရှင်းနဲ့လောက်ကိုင်းစားတဲ့သူတွေလည်းသတိနဲ့စားငါလည်းတမညာတိကြောင်ပြောတော့ပါဇက်ထက်မှတရေတီတောင်ဖြစ်နေလို့ပဲကျမလည်းမကြိုက်ပါဘူးတမညာတိတော့ကျမစားမလားမင်းကျမမစားပါဘူးကျမကြိုက်တဲ့အစားအစာမဟုတ်ကျမအချိန်ရမ်းကြောက်တယ် ဒါမဲ့မတော်မတရားမလို့ကျမကလေမမြင်အောင်အဲ့လိုမရှိစင်ရဲသားတွေကိုအဲ့လိုမျိုးလေနိုင်နေလာဆိုကျမမကြိုက်ဘူးအမကျွားနေချီနေမိုးနေတဲ့အမရွှေတထောင်ငွေတထောင်စိတ်တထောင်နေနဲ့အမအမလေးကားရှိုးရုံးကြီးတွေရောအမလေးဘလိုတွေကောအမချီမိုးပြနေတဲ့ဟာတွေရဲ့ပစ္စည်းတွေ FDA ရှိသလားစစ်လေစစ်လေ FDA အမအလှကုန်နေလေဈေးတွေလေ စစ်လေး FDA ကြိုက်ပါတယ်ဥပဒေတိုင်းဆောင်ရွက်ပြီးဒါပေမဲ့တပြင်းညီဆောင်ရွက်အဲ MLN ကုန်ပစ္စည်းတွေအများကြီးပဲရှိတယ် FDA မြန်မာ FDA တခုမှမရှိဘူးဘေကင်းလုံခြုံမှုဘာတခုမှမရှိဘူးဘာတခုမှစားသုံးသူပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုဘာတခုမှမရှိဘူးသူတို့ကဘဝပြောင်းတယ်လေ သူတို့ရဲ့စားသုံးသူပေါ်မှာလှုပ်တဲ့လှုပ်ရက်ကဟိုတမညာသီးတယ်ကသူ့ဟာသူတော်မှအနိုင်နိုင်ရဲ့ဘုံမှာမပြောင်းပါဘူးเนาะလူโซတွေကဲစီရီရောင်းမယ်ချိတ်တော်တယ်အဲ့ဒါမနေ့နေ့ကလေးအော်ရင်ထဲမှာမကောင်းဟဲ့တနာပါလေဟဲ့ ဲ့လိုပြောရင်မနာလိုလို့လို့ဖြစ်အောင်မယ်သူ့ကိုမှမနာလိုစရာအကြောင်းမရှိဘူးဟုတ်တယ်လားကိုဘွားနဲ့ကိုသူ့ဘွားနဲ့သူဒါပေမဲ့လည်းမြတ်မြတ်တတဖြစ်ပေါ့မမြတ်တတကြီးတော့လည်းမကြိုက်ဘူး အဲ့ဒါကြီးကြတော့မစစ်ဘူးအဲ့ဒါကြီးကြတော့မစစ်ဘူးအဲ့ဒါကြတော့အစာအစာတွတ်ထားလို့စာတွတ်ထားလို့စာတွတ်ထားတော့မစစ်ဘူး MLM ကအုံနာလဲဘဝပြောင်း customer လဲဘဝပြောင်းဟုတ်တယ်အုံနာကြတော့ဘဝပြောင်းတာတိုက်တီကားတွေစိန်တွေရွှေတွေငွေတွေနဲ့ဘဝပြောင်းတာအုံနာကြတော့နောက်ဘဝကိုပြောင်းတာအဲ customer ကြတော့နော် အဲ MLM ရဲ့ MLM နေရဒီကညီမလေးစစ်စစ်တိုင်းမုံရဲ့ comment လေးလို့ပဲ MLM ကအုံနာလဲဘဝပြောင်း customer လဲဘဝပြောင်းအုံနာကကြတော့တိုက်တေးရွှေတေးစိမ့်နေကားတေး ਨੇ ဖြစ်ပြီးတော့မှဘဝပြောင်းသွားတာသုံးဆွဲသူ customer ကကြတော့ဘဝတစ်ပါးကိုကူးပြောင်းသွားတာအဲ့ဒါ MLM သုံးဆွဲသူ ਨੇ အုံနာ ਨੇ ဘဝ အဲ့လိုကဲဘာကနေစချမလဲတမီးဒါလေးကစချ